အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးက Facebook အကောက်ဖွင့်နေကို browser ကနေပြီးတော့တောက်ဖွင့်တဲ့နေကိုပြောပြမှာဖြစ်ပါတယ် browser ကလည်းကိုယ့်ဖုန်းထဲမှာ Chrome browser ရှိရပါပြီအဲ့တော့လူတော်တော်များများကတော့ Facebook ကို Facebook application နဲ့မှာပဲတောက်ဖွင့်တာများတယ်အဲ့တော့ကျွန်တော်က Chrome browser နေပြီးတော့ Facebook ကိုတောက်ဖွင့်တာကို step by step အနေနဲ့ပြမှာဖြစ်ပါတယ်အဲ့တော့ Chrome browser ထဲဝင်ပြီးတော့မှအဲ့မှာကျွန်တော်ပြထားတဲ့အတိုင်းပဲ search bar မှာ whatfacebook.com ဆိုပြီးတော့တစ်ချက်ရိုက်ရှာလိုက်ပါ ီးရောလို့ရှင်အခုဒီတိုင်းပဲတွေ့ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီဘေးတောက်ကအဆက်30ကိုနှိပ်မယ်ပြီးဒက်ရှော့မုတ်ကိုပြောင်းလိုက်ပါမှာဖြစ်ပါတယ်ခဏလေးတော့ပါလိုင်းလေးနည်းနည်းကြာနေလို့ပါပြီးသွားလို့ရှင်ကျွန်တော်တို့ဒက်ရှော့မုတ်ပြောင်းသွားတာအခုလိုပဲတွေ့မြင်ရပါလိမ့်မယ်ပြီးသွားလို့ရှင်အောက်ကအစိမ်းရောင်လေးဖြစ်တဲ့ create facebook account ဆိုတာလေးတစ်ချက်နှိပ်ပြီးပါ ပြီးွားရင်အခုပုံစံနဲ့တွေ့ရမှာဖြစ်ပါတယ်အခုပုံစံ create new account ကိုအကောက်ကိုစပြီးဖွင့်ပါတော့မယ် first name ရဲ့ last name ရဲ့နာမည်ထည့်ပါပြီးရင် date of birth ကိုထည့်ပါကိုမွေးနေ့မွေးတက်တဲ့အမှန်ထည့်ပါ fake account ဆိုလဲ fake account ပုံစံမျိုးပဲထည့်ပါပြောလို့ရှိရင်အောက်မှာ မိုဘိုင်းနံပါတ်ဒါမှမဟုတ်လည်း email address ကိုထည့်ပါအဲတော့ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ဖွင့်ချင်တဲ့လူတို့ဖုန်းနံပါတ်ထည့်ပါကျွန်တော်ကတော့ gmail နဲ့ဖွင့်မယ်ဆိုတော့ gmail account ထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်အောက်မှာ password ထည့်ပါမယ် password ထည့်ရင်အခုလိုမျိုး recording ဖတ်လို့မရပါဘူး okay ပြီးတော့ရပါပြီဆိုကျွန်တော် sign up ခလုတ်လေးကိုတစ်ချက်နှိပ်မယ်အရန်လွယ်ပါတယ်မခက်ပါဘူးအဲ့တော့ Facebook ID ကနေဖွင့်လို့မရအောင်ဆိုရင်ကျွန်တော်အခုပြတဲ့နီးလိုင်းအတိုင်းပဲအဲ Chrome browser နေပြီးတော့တောက်ဖွင့်နေဆိုရင် ကျွန်တော်တို့ Facebook အကောင့်ကရဖို့ပုံများပါတယ်အခုနောက်ပိုင်း Facebook အကောင့်ဖွင့်ရတာနည်းနည်းခက်ရခက်စစ်ဖြစ်တယ်နည်းနည်းခက်တယ်လို့ပြောရတယ်ဗောနော်ไซโคโลนิบิวอะโลชิงอะคุโลตวยมาဖြစ်ပါတယ် enter the code for your email address ကျွန်တော်တို့ gmail ထဲမှာကုန်းနံပါတ်ချပေးมาဖြစ်ပါတယ်အဲ့တော့ကုန်းနံပါတ်ကိုကျွန်တော်တို့ gmail ထဲမှာတစ်ချက်သွားကြည့်မယ် ကို login ဝင်ထားရဲဆိုရင် gmail ကို login ဝင်ထားဖို့လိုတယ်ပြီးအကောင့်ကိုသွားကြည့်မယ်တခုပြောချင်တာကအဲ့တော့ facebook အကောင့်မဖွင့်ခင် gmail အကောင့်ရှိထားဖို့လိုတယ်ဖွင့်ထားဖို့လိုတယ်အဲ့တော့ gmail အကောင့်မဖွင့်တတ်ဘူးဆိုရင်အခုကျွန်တော်ပြထားတဲ့ဗီဒီယိုလေးတစ်ချက်သွားကြည့်ပါတော့အဲ့မှာ gmail ကိုဘယ်လိုစနစ်တကျဖွင့်ရမလဲဆိုတော့အဲ့မှာကျွန်တော်ဗီဒီယိုလေးတင်ပေးထားတယ်အဲ့မှာတစ်ချက်သွားကြည့်ကြည့်ပါတော့ပြီးရင်ကျွန်တော်တို့ဒီမှာအရှိူ continue နှိပ်ပြီးတော့မှဆက်သွားမယ်ပေါ့နော်ကုတ်ချပြီးသွားလို့ရှိရင်ပြီးသွားရင်အခုလိုမျိုး account ဖွင့်ပြီးသွားပြီဆိုပြီးတော့ confirm နှိပ်ခံပါမယ်။အ confirm ဖြစ်သွားပြီပေါ့နော်။အကောက်က confirm ဖြစ်သွားပြီဖွင့်ရတာအဆင်ပြေသွားပြီဆိုပြီးတော့အဲ့မှာ continue တခါထပ်နှိပ်ဟို okay sorry okay နှိပ်ထပ်နှိပ်ပြီးလို့ရှင်ကျွန်တော်တို့အကောက်ဖွင့်တာပြီးဆုံးသွားပါပြီ။ဆက်ပြီးတော့ Facebook အကောက်ကအခု Facebook အကောက်တစ်ခုရသွားပါပြီ။အခုနည်းနည်းတိုင်းပဲဖွင့်မယ်ဆိုရင်တော့ Facebook အကောက်ကိုချောချောချူချူနဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်။ အဲ့တော့ Facebook account ရသွားပြီဆိုတော့ပြီးပြီလားဆိုတော့မပြီးတော့မပြီးသေးဘူး။ဘာဖြစ်လို့မပြီးသေးဘူးလဲဆိုတော့ Facebook account ဖုံးဝင်ခြင်းလော့ကျတတ်ပါတယ်။ account ရ30ပိတ်ခံထိတတ်ပါတယ်။ဘာဖြစ်လို့ဒီစကားပြောလဲဆိုတော့ Facebook account က profile ပုံတွေမတင်ထားဘူး၊ cover ပုံတွေမတင်ထားဘူးဆိုရင် Facebook account ကဘန်းကန်ထိတာတို့ရ30ပိတ်တာတို့ဘာလို့ဖြစ်တတ်ပါတယ်။အာဘာဖြစ်လို့လဲဆိုတော့ Facebook account အသစ်မှုတ်လို့ပါ။ account အဟောင်းဆိုရင်တော့ဘာမှဖြစ်ပါဘူး။ account အသစ်ဆိုရင်တော့ profile ပုံချိန်ဖို့လိုတယ်၊ cover ပုံတို့တင်ဖို့လိုပါတယ်။အဲအကြောင်းမို့ အခုကြည့်နေတဲ့သူ Facebook ကောက်ဖွင့်ကျင်နေတယ်ဆိုရင်ဒီနည်းနဲ့တမ်းဖွင့်လို့ရပါတယ်ပြီးရောလို့ရှင်ကာပါပိုတိုတွေ profile ပိုတိုတွေချိန်ပြဖို့လိုပါတယ်ဒီဗီဒီယိုလည်းဒီလောက်ပါပဲကဲတော့နောက်ဗီဒီယိုတွေဆက်ဆောက်ကြည့်လို့ရပါတယ်ဗီဒီယိုအသစ်အစ်တွေလည်းတင်ဖို့လည်းရှိပါတယ်အဲ့တော့ဆက်ပြီးတော့ channel ကိုအားပေးကြပါဦးလို့အဲ့တော့အခုကြည့်နေတဲ့သူကဒီဗီဒီယိုလေးထဲမှာ ဒီ Facebook နဲ့ပတ်သက်ပြီးတော့မှဗာမေးခြင်းလေပေါ့နော်ကိုယ့်ရဲ့အထင်မြင်လေးတွေပြီးတော့မေးခြင်းတာလေးတွေအောက်မှာ comment မှတ်ပြီးမေးသွားလို့ရပါတယ်အဲ့တော့အောက်မှာကိုယ့်ရဲ့အထင်မြင်လေးတွေကိုကျေးဇူးပြုပြီးမှတ်သားပေးကြပါကျေးဇူးများရင်တင်ပါတယ်ကျွန်တော်တော့ကိုပြေးပါ